Y2K What's up buddy ကျွန်တော်ကတော့ K ပဲဖြစ်ပါတယ်ကျွန်တော်ကိုတောင်းဆိုထားတဲ့ Y2K fashion အကြောင်းကိုဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ် Y2K ဆိုတာက international မှာတော့မကမြန်မာနိုင်ငံကလူငယ်တွေကြားမှာပါအရန်ကိုခေတ်စားနေတဲ့ပုံစံတစ်ခုဆိုတာမြေကြီးလက်ခံမလွယ်ပြောရင်တော့မှန်ပါလိမ့်မယ် တကယ်တော့ Y2K ဆိုတဲ့ fashion ကတကယ်ကိုမိုက်လဲမိုက်တယ်လို့ street fight တဲ့ base run နိုင်တဲ့ fashion trend တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာက Y2K ဆိုတာကတော့ကြိုက်တော့တာအထာဆိုပြီးနည်းနည်းအစိုးပဲရောက်ပြီးတော့ပို့ပြီးတော့နာမည်ကြီးတာကိုအားလုံးပဲသိနိုင်မယ်လို့ထင်ပါတယ်။အဲ့ဒါကလည်း Y2K ဆိုပြီးတော့ပြေလျှောက်လို့တက်တဲ့တကယ်တော့တာရရှိခဲ့လို့ပဲဖြစ်ပါတယ်။ဟာရောင်ရအဲ့လို ြောနေလေကွာအဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီနေ့ဗီဒီယိုမှာတော့ Y2K ဆိုတာပါလဲပြီးရင်လူငယ်ဆန်းဆန်းအထားကြကြ Y2K Inspire Outfits ငါမျိုးကိုလည်းအသေးစိတ်ပြောပြပေးသွားမှာမလို့ဗီဒီယိုကိုအဆုံးထိကြည့်ဖို့တောင်းဆိုလိုက်ပါတယ်ကဲအဲ့ဒါဆိုရင်ဗီဒီယိုကိုစလိုက်ကြရအောင်အရင်ဆုံး Y2K ဆိုတာပါလဲရှင်းပြပေးခြင်းပါတယ်။ Y2K ဆိုတာ Y ဆိုတာက year နဲ့2ဆိုတာကနံပါတ်2နဲ့ K ဆိုတာကထောင်ကနေ ပေါင်းလိုက်မယ်ဆိုရင်2000ခုနှစ်ကိုအတူကောက်ခေါ်တာပဲဖြစ်ပါတယ်1990ပြည့်နှစ်နောက်ပိုင်းအထူးသဖြင့်2000ပြည့်နှစ်အစောပိုင်းကာလတွေမှာပေါ်ပေါက်လာခဲ့တဲ့ fashion ပုံစံတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကကမ္ဘာမှာနည်းပညာတွေအရန်ကိုတိုးတက်လာပြီးတော့ internet ဖုန်း computer တွေပို့ပြီးတော့ခေတ်စားလာတဲ့အချိန်ပဲဖြစ်ပါတယ်အဲ့ဒါနဲ့ပဲဒီနည်းပညာခေတ်ကိုကိုးစားပြီးတဲ့ fashion ပုံစံတွေကလည်းပေါ်လာခဲ့ပါတယ် ြီးရင် Y2K fashion ရဲ့အဓိကထူးခြားချက်တွေကတော့ metallic လို့တောက်တောက်ပြောင်ပြောင်အယောင်တွေ၊ denim နဲ့လုပ်ထားတဲ့ဝတ်စားတွေ၊ခန္ဓာကိုယ်နဲ့တစ်ထပ်တည်းကျတဲ့ crop top လို့အင်ကြီးတွေပြီးတော့စမ်းသစ်ပြီးတမှုထူးခြားတဲ့ design တွေပဲဖြစ်ပါတယ်။အဲ့ဒီချိန်တော့ကအမှုပညာရှင်တွေဖြစ်တဲ့ Insect, Best Rewinds တို့လို့ post style ကနေစပြီးတော့ deep fashion ကရေးပန်းစလာခဲ့တာပဲဖြစ်ပါတယ်။ဒါရင်းနဲ့မကတိပဲ hip hop ရင်ကျမှုကနေလဲ Pakistan တွေကိုပို့ပြီးတော့ခေစားစီခဲ့ပါတယ်။ နောက်ပြီး Nike, Adidas, Tommy Hilfiger, FUBU တို့လို brand တွေကလည်း Y2K fashion ရဲ့အဓိကကျတဲ့အစိတ်အပိုင်းတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့2000ပြည့်နှစ်အလွန်လောက်မှာတော့ Y2K fashion ကတဖြည်းဖြည်းနဲ့ပြီးမေပြောက်ွယ်သွားပြီးတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကမှ TikTok တို့ Instagram တို့လို social media တွေကြောင်းပြန်ပြီးခေတ်စားလာတာကိုတွေ့ရပါတယ်။အခုဆိုရင်တော့ Y2K fashion က retro နဲ့ modern ကိုပေါင်းစပ်ပြီးတော့ပုံစံအစ်စ်တွေနဲ့ပြန်လည် trend ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ အဲဆိုရင်တော့ Y2K အကြောင်းကိုတည်သွားလောက်ပြီလို့ထင်ပါတယ်။အဲဒါဆိုရင်ကျွန်တော်ကကျွန်တော်ရဲ့ညီကိုရေးက Y2K ကိုစိတ်ဝင်စားတဲ့သူတွေတာမကခုမှသိကျင်တဲ့သူတွေအတွက်ပါစိတ်ပိုင်းဝစ်စင်လို့ရမယ်။အကောင်းဆုံး Y2K Inspire Outfits ၅မျိုးကိုအသေးစိတ်ပြောပြပေးပါမယ်။ First outfit ကတော့ The Baggy Jeans and Graphic Tee Combo ပဲဖြစ်ပါတယ်။ 1-2K fashion ရဲ့အတီးကလို့ပြောလို့ရတယ်။ baggy jeans တွေကိုအပေါ်က oversize ဖြစ်တဲ့ graffiti တထည်နဲ့တွဲဝင်လိုက်ရင် classic 1-2K look ကိုရရှိပြီးပဲဖြစ်ပါတယ်။ graffiti တွေမှာဆိုရင်ကာတွန်းပုံတွေ၊ pan logo တွေ၊ဒါမှမဟုတ်လဲ futuristic design တွေပါရမျိုးကပို့ပြီးတော့လိုက်ဖက်ပါတယ်။ဖက်နဲ့အနေနဲ့ဆိုရင်တော့ chunky sneaker ၊ဒါမှမဟုတ် skate shoe တွေကအကောင်ဆုံးပဲဖြစ်ပါတယ်။ second outfit ကတော့ the track suit revival ဖြစ်ပါတယ်2000ခုနှစ်အစောပိုင်းက track suit တွေက အကစားဝတ်စုံတသက်မဟုတ်တော့ဘဲနဲ့ everyday look အနေနဲ့ခေတ်စားခဲ့တာကိုတွေ့ရပါတယ်အဲဒါကြောင့်မလို့အောက်ကနေ t-shirt view တို့မဟုတ်အမဲလေးကိုခံပြီးတော့အယောင်တောက်တဲ့ track suit ဒါမှမဟုတ်လဲ color block design တွေပါတယ် track suit ဝတ်စုံတွေကိုဝတ်စင်ဖို့အကြံပေးပါတယ်ဒီ outfit က comfort ကိုဦးစားပြီးရ Y2K style တစ်ခုပဲဖြစ်ပါတယ် accessory အနေနဲ့ဆိုရင်အပေါ်က baseball cap ဒါ ာမဟုတ်လေဒီနီတလုံးနဲ့တော်ဝင်လာရင် true white လည်းပို့ရနိုင်မယ်လို့ထင်ပါတယ်။ Delphi ကတော့ cargo pants and crop top ပဲဖြစ်ပါတယ်။ ယောက်ျားလေးတွေအတွက် crop dot ဆိုတာကနားလည်ရခံနိုင်ပေမဲ့ Y2K ခင်မှာဒါက sensitive fashion တစ်ခုဖြစ်ခဲ့ပါတယ်အခုခင်မှာတော့အရန်တူတဲ့ crop dot မျိုးမဟုတ်ပဲနဲ့ခါးနားလောက်ထိရောက်တဲ့ boxy crop dot မျိုးကိုအောက်က baggy cargo pants နဲ့တွဲဖို့အကြံပေးပါတယ်ပြီးရင် chunky sneakers ဒါအမဟုတ် combat boots တွေကတီအောက်ဖစ်အတွက်ရွေးချယ်တင်ဆုံးအရာတွေလိုပဲထင်ပါတယ်။ဒါကနည်းနည်း daring ဖြစ်တဲ့ look ဖြစ်ပေမဲ့ cool ဖြစ်တဲ့ပုံစံကိုရရှိစေပါတယ်။ full of it ကတော့ sportwear with attached twist ပဲဖြစ်ပါတယ်။ Y2K fashion မှာ touch နဲ့ sportwear ပေါင်းစပ်မှုက အရေးပါပါတယ်။အပေါ်မှာ t-shirt ကိုခံပြီးတော့ reflective အလင်းပြန်တဲ့ jacket တွေ၊ hoodie တွေ၊ဒါမှမဟုတ်လဲ metallic shin ပါတယ်။ windbreaker တွေကို layering လုပ်ပြီးတော့ဝတ်ဆင်လို့ရပါတယ်။အောက်က trap pants ဒါမှမဟုတ်လဲ jogger တွေကိုရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ဖနက်ကတော့ chunky sneaker or adidas or nike စသဖြင့်ကိုယ်စိတ်ကျရွေးချယ်လို့ရပါတယ်။ Less of it ကတော့ Dename on Dename ပဲဖြစ်ပါတယ် Dename on Dename ဆိုတာက Y2K မှာ အရင်ခေတ်စားခဲ့တဲ့ look ပဲဖြစ်ပါတယ်ဒါပေမဲ့ WhatsApp ကိုကိုလုံးနဲ့တထက်တဲကြတဲ့ပုံစံမျိုးမဟုတ်ပဲနည်းနည်း baggy ဖြစ်တဲ့ Dename jacket နဲ့ baggy Dename jeans ကိုအသွင်းမှာ T-shirt အဖြစ်ဒါမှမဟုတ်ကူးစိတ်ကြိုက် T-shirt နဲ့တော်ဝေးသားမျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်အယောင်တူဒါမှမဟုတ်လေအယောင်နီးစက်တဲ့ Dename တွေကိုရွေးချယ်ဖို့အကြံပေးပါတယ်ဖနက်ကတော့ Converse boots ဒါမှမဟုတ် Chunky sneakers or Timberland boots သာတဲ့ဖြစ်ရွေးချယ် ဝစ်စင်နိုင်ပါတယ်။ကဲဒါတွေကတော့ Y2K ဆိုတာပါလဲနဲ့ယောက်ျားလေးတွေအတွက်အကောင်းဆုံး Y2K inspiring outfit ငါးမျိုးကိုပြောပြပေးခဲ့ရပါပဲဖြစ်ပါတယ်။ The outfit တွေကိုကိုယ့်ရဲ့ personal style နဲ့လိုက်အောင်ကိုယ်စိတ်ကြိုက်ပြောင်းလဲပြီးလဲဝစ်စင်လို့ရပါတယ်။ကျွန်တော်ပြောပြပေးသွားခဲ့တာတွေကတော့ Y2K ဆိုပေမဲ့လူတိုင်းဒီပါဝစ်စင်လို့ရမယ့် outfit တွေကိုတော့အဓိကထားပြီးတော့ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။တကယ်လို့ Y2K ကိုမှ George style ဝစ်ချင်တဲ့သူတွေအတွက်ကလည်းကျွန်တော်ရဲ့ပထမဆုံးသင်ပေးထားတဲ့ George fashion အကြော ောင်းဗီဒီယိုမှာတွားရောက်ကြည့်ရှုလို့ရပါတယ် description မှာလည်းကျွန်တော် link ထည့်ပေးထားပါမယ်ကဲဒါဆိုရင်တော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ comment မှာလည်းညီကိုတို့အမြင်တွေကိုဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်သိချင်တာရှိရင်လည်း comment မှာရေးပြီးသွားလို့ရပါတယ်အစ်စ်အစ်စ်တော့အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်